မင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကွန်ပျူတာ name change ပြသွားမှာဖြစ်ပါတယ်။အဲမှာကွန်ပျူတာ name ဘယ်လို change လဲပေါ့။အဲ့တော့အသုံးနှုန်းကတော့နည်းနည်းတော့ကွာလိုက်မယ်။ Windows မှာသုံးတာကကွန်ပျူတာ name change တော့လို့ခေါ်တယ်ပေါ့နော်။ကျွန်တော် Linux မှာကတော့ကွန်ပျူတာ name လို့မခေါ်ဘူး။ host name လို့ခေါ်တယ်။ device name လို့လည်းခေါ်တယ်ပေါ့နော်။အဲ့တော့ Linux အသုံးနှုန်းရာ Linux distribution တွေမှာ host name ဘယ်လို change လဲ။ computer name ဘယ်လို change လဲပေါ့နော်။ Okay အဲ့တော့ကြည့်လိုက်ရအောင်။ လက်ရှိမှာကျွန်တော်တို့မြင်နေရတာကဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ default host name အတိုင်း browser တို့အပေါ်မှာမြင်နေရလိမ့်မယ်ပေါ့နော် terminal မှာအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ host name ဘယ်လိုချိန်မလဲဆိုတာကိုလေ့လာကြည့်အောင်သုံးရမယ့် command က sudo နဲ့အရင်ဆုံးခံပေးရတယ်ဘာဖြစ်လို့လဲဆိုတော့ sudo ဆိုတဲ့ command ကိုသုံးရတဲ့ရည်ရချက်ကကျွန်တော်တို့လက်ရှိသုံးနေတဲ့ user က normal user ဖြစ်နေလို့ပါအဲ့တော့ sudo host name ချိန်မှာဆို host name host name cds ဆိုရယ် ပုံမှန်နဲ့ population set host name ပေါ့ SOSD အဲ့တော့ကိုပေးချင်တဲ့နာမည်လေးကိုဒီမှာပေးလို့ရတယ်ကျွန်တော်တို့ BNN test လို့ပေးလိုက်မယ်ပြီးရင် enter လုပ်လိုက်မယ်ဒါဆိုရင်လက်ရှိအသုံးပြုနေတဲ့ user ရဲ့ password ကိုရိုက်ပေးရပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ host name change လိုက်ပြီဒီလိုမျိုး host name change ပြီးသွားပြီဆိုလို့ရှိရင်ချက်ချင်း effective ဖြစ်ချင်တယ်ဆိုရင် terminal ကို exit လုပ်ရတယ် exit မလုပ်ဘူးဆိုလို့ရှိရင်လည်းရတယ်ကျွန်တော်ဘယ် command လေး run ရမလဲဆို EACC ben bash ကျွန်တော်လက်ရှိသုံးနေတဲ့ linux system က bash shell ကိုအသုံးပြုနေတာဖြစ်တဲ့အတွက်ဒီ bash ကို new shell လုပ်လိုက်တာဖြစ်ပါတယ်အဲ့ဒါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့ရောက်လာပြီလဲဆိုလို့ရှိရင် bnn ထက်ဆိုရယ် host name ချိန်သွားပြီဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် bnn ထက်ဆိုရယ် name ပေါ်သွားပြီပေါ့နော်အဲဒီမှာကျွန်တော်တို့ရဲ့ host name က bnn hash ဖြစ်သွားပါပြီ okay အဲ့တော့ကျွန်တော်တို့ရဲ့ host name တွေကိုပြန်စစ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗာနဲ့စစ်လို့ရလဲဆိုရင် HOSD NAME hostname ဆိုတဲ့ command နဲ့လည်းကျွန်တော်တို့ရဲ့ computer name တွေကိုကျွန်တော်တို့အခုလိုမျိုးစစ်ဆေးနိုင်ပါတယ်။အဲ့တော့ဒီ video ကြည့်ပြီးတော့ computer name change တက်သွားမယ်လို့မျှော်လင့်ပါတယ်။နောက် video မှာကျွန်တော်ပြန်တွေ့ကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျာ။